ားလုံးပဲမင်္ဂလာပါအစီအမင်းစေဝါကျွမ်းကျင်အကူ free online course လေးရနေပြန်လဲကြိုးစားပါရယ်ဒီနေ့ lesson 2ကိုစလိုက်ကြရအောင်နော် lesson 2ကဘာလဲပြောပြပြသွားမှာလဲဆိုလို့ရှိရင်ကျတော့ဒါတော့ဒီ good pharmacy practice လို့ခေါ်ရဲကောင်းမွန်တဲ့စေစာရဲ့အလေးကျင့်လေးတွေကိုပြပြသွားမယ်နောက်တစ်ခါကျတော့ what active တွေကိုပြပြသွားပြပြသွားမယ်ပေါ့နော်အဲ့တော့ဒီ good pharmacy practice ဆိုတာကတော့ဆိုတော့အတူကောက်ပဲပြောခေါ်လိုက်ရအောင်နော် GPP လို့ခေါ်လိုက်ရအောင် GPP ဆိုတာဘာလဲဆိုလို့ရှင် the practice of pharmacy ဆိုတာတော့စင်ဆိုင်ရဲ့အလေးထားတစ်ခုပေါ့နော် that respond to the needs of the people who use the pharmacist service ပေါ့အဲ့တော့ဒီစင်ဆိုင်နဲ့ပတ်သက်ပြီးဒီစင်ဆိုင်မှာရှိတဲ့စေဝါပညာရှင်ဒီဝန်ဆောင်မှုတွေကိုလိုအပ်တဲ့လူတွေပေါ့နော်လိုလိုအပ်တဲ့လူတွေကို response ဆိုတာကျွန်တော်တုံ့ပြန်ပေးရမှာနော်တုံ့ပြန်ပေးရမှာနဲ့တုံ့ပြန်ပေးရမှာလဲဆိုတော့ to provide ဆိုတာတော့ဗာအကောင်းမွန်တဲ့ optimal ဆိုတာတော့ ကောင်းမွန်တဲ့အခြေအနေတခုပေါ့နော် opinion ဆိုတာဒီဟာဆန်ထားလို့ရတဲ့အခြေအနေတခု evidence base ဆိုတာကျတော့လက်တွေ့ကျကျဒီ care လေးကိုပေးပေးနိုင်တဲ့ဟာပေါ့နော်ဆေးလာဝယ်တယ်ကောင်းတဲ့ဆေးတွေကိုပေးရမယ် quality ရှိတဲ့ဆေးတွေကိုလည်းပေးရမယ် quality ရှိတဲ့ဆေးဆိုရဲဆီမှာတစိ့ကောင်းလို့ quality ကောင်းတာမဟုတ်ဘူးပေါ့နော်တစိ့ကောင်းပြီးတော့မှကိုကကောင်းကောင်းမွန်ထိန်းသိမ်းထားမှာမရှိဘူးဆိုလို့ရှိရင်လည်းဒီဆေးတွေကကျတော့ပြည့်စည်ပြီးတော့မှဒီဆေးအနေနဲ့မရှိတဲ့အခြေအနေတွေဖြစ်သွားနိုင်တယ်ပေါ့နော် ဲ့လိုမျိုးတွေမဖြစ်အောင်ဆေးကိုအောင်းမွန်ထိမ့်သိမ်းထားပြီးတော့မှတကယ်လာဝယ်တဲ့လူတကယ်လိုအပ်တဲ့လူတွေကိုအောင်းမွန်တဲ့ quality ရှိတဲ့ဆေးတွေကိုပေးနိုင်တာမျိုးကိုဆိုလိုတာဖြစ်တယ်ပေါ့နော်ဒီလိုမျိုး care တွေကိုအောင်းမွန်ပေးနိုင်ရမယ်ပေါ့နော်အဲ့တော့ဒီဟာလေးကိုဘာဘယ်ကနေချမှတ်ထားလဲဆိုလို့ရှိရင်ဒီအောင်းမှရေးထားပြီးရ WBA ပေါ့ International Pharmaceutical Federation ဆိုတော့ဒါဆေးဝါးနဲ့ပတ်သက်တဲ့အဖွဲ့အစည်းပေါ့နော်နိုင်ငံတကာဆေးဝါးနဲ့ပတ်သက်တဲ့အဖွဲ့အစည်းတစ်ခုကနေပြီးနောက်တစ်ခုကကျတော့ဒီ World Health Organization ပေါ့နော်ကမ္ဘာ လူကျမ်းမာရေးဖွဲ့စည်းပေါ့နော်။အမကျမ်းမာရေးဖွဲ့စည်းပေါ့။အမကျမ်းမာရေးဖွဲ့စည်းပြန်နှုတ်ပေါင်းပြီးတော့မှဒီ GDP ကိုချမှတ်ထားတာဖြစ်ပါတယ်။အဲ့တော့ဒီဟာတွေကတကယ်တမ်းပေါ့နော် rule ၄ခုနဲ့သွားတယ်ပေါ့နော်။ rule ၄ခုနဲ့သွားတယ်။အဲ့ rule ၄ခုကိုဆိုတော့ဒီအချင်းချင်းအနေနဲ့ကြိုပြသွားပြီးမယ်။ကျမအဆုံးရိုးတစ်ခုကကြတော့ prepare ပြင်ဆင်နေပါတော့ obtain ဆိုတာဟာပြောလက်ခံရရှိတယ် store ဆိုတာတင်ထားတယ် secure ဆိုတာကောင်းကောင်းမွန်မွန်လုံးလုံးထားလာတယ် distribute ဆိုတာဆိုတော့ဟိုဖြန့်ချိပေးရယ် minister ဆိုတာဒါဟိုဘောစီးဆိုင်မှာလာပြီးတော့မှဝင်တဲ့လူတွေအတွက်ကိုစီစဉ်ပေးထားရယ်ပေါ့နော်စီစဉ်ပြီးတော့မှ dispense ဆိုတာဖြန့်ချိပေးရယ်ပေါ့နော်အာဒီစီးကိုလူနာရေးစီရောက်တော့အောင် ဖြန့်ချိပေးရယ်ဒါမှမဟုတ်လို့ရှိရင်လည်း dispose of dispose ဆိုတာကျတော့ဆုံးပြစ်တာပေါ့နော် ဆေးတွေကိုလိုင်းဆုံးပြစ်လိုက်လို့မရအောင်နော်ဆေးတွေကကျတော့ chemical တွေပါလဲပြက်သွဲကြောင်းမလို့ရေနဲ့ထိရမျိုးဒါမှမဟုတ်ရှင်ယာရီဥထန်ကြောင်းမလို့အမိုက်ပုံလေးကိုပြစ်လိုက်တယ်ဆိုလို့ရှိရင်ဒီ chemical တွေကပတ်ဝန်းကျင်ကိုထိခိုက်နိုင်တယ်ပေါ့နော်ဒါကြောင့်မလို့ပြက်တဲ့အချိန်ကျလို့ရှိရင်လည်းဒီဟာကိုငေါင်းမောထင်းထင်းသိမ်းသိမ်းပြစ်ရမှာဖြစ်တယ်အဲ့တော့ဒါ rule number 1ပေါ့နော် rule number 1ကဆေးတွေကိုလက်ခံရရှိတယ်ပြီးတော့ဒီဟာ process တွေအားလုံးကိုသူကတိချာလေးတိချာပြီးတော့မှလောက်ရမယ့်ဟာကြီးချမှတ်ထားအောင်နော် rule number 1 ရုံးနံပါတ်2ကကျတော့ provide effective medication therapy and management ပေါ့နော် therapy management ဆိုတာဆေးဟိုတရားလေးပေါ့နော်ဆရာဝန်တွေကနေညွှန်ကြားလိုက်တဲ့ဆေးဟိုကိုယ်တရားကိုပြရမယ်ဆိုလို့ရှိရင်လည်းမမှန်ကန်ကန်ဒီကြားထဲမှာလုံးဝဟိုရွယ်မသွားတာမျိုးမရှိတဲ့ဆေးကိုပြရမယ်ပေါ့နော်နောက်တဲ့ rule 3ကကျတော့ maintain and improve professional performance ဆိုတာကိုယ်တရားကိုတစ်ခုတက်မြောက်ပြီးဆိုလို့ရှိရင်ဒိုင်းနေနေလို့မရဘူးเนาะအများအားဖြင့်ဒီဆေးတွေဆိုတာအတိတ်တွေထွက်တယ် နောက်တစ်ခုကကျတော့အာဥပဒေတွေထွက်တယ်နောက်တစ်ခုကကျတော့ဒီစီမင်းစည်းကမ်းတွေထွက်တယ်အဲဟာတွေကိုကလိုက်ပြီးတော့မြည်အောင်လို့ကိုယ့်ရဲ့စီဆိုင်ကလိုက်ပြီးတော့မြည်အောင်လို့ဆိုပြီးတော့ကိုယ်အမြဲတမ်းဒီ professional နဲ့ပတ်သက်တဲ့ဟာတွေကိုလေ့လာနေရမယ်ကိုယ့်ကိုယ်ကိုပြန်ပြီးတော့တိုးတက်အောင်လုပ်ရမယ်ပေါ့နော်နံပါတ်၄ရကျတော့ row 4ကကျတော့ contribute to improve effectiveness of the hacking system and public head ပေါ့နော်ဒါဒါကတော့တကိုယ့်ရဲ့ဒီလက်ရှိစေးဆိုင်မှာဘာတွေဝယ်များလဲဘလို့ရှိတယ်ဆိုတဲ့ data တွေကိုတချို့စေးဆိုင်တွေကကျွန်တော် computer rights လောက်ထားတယ်ပေါ့နော်ကွန်ပျူတာနဲ့မှတ်ထားရင်အဲ့အရာတွေကို contribute လုပ်ပေးရဆိုတာဒီ public health လို့ဘာလို့ပေါ့နော်လူဘွဲစီကကျမကြီးတွေကအဲဒီ data လေးကိုရကျင်တယ်ဆိုလို့ရှိရင်ကိုထောက်ပံ့ပေးတာမျိုးတွေကပြန်ပြီးတော့ share ပေးတာမျိုးတွေလုပ်တယ်ဆိုလို့ရှိရင်တော့ဒါ public ကျမကြီးပေါ့ public health အတွက်ပို့ပြီးတော့အထောက်အကူဖြစ်တယ်ပေါ့နော်ဒါက rule 4ပေါ့ အဲ့တော့ဒီ row 1 row 2 row 3 row 4ကိုဇာတ်လမ်းနဲ့ပြန်ပြီးတော့ကျဲလေးနည်းနည်းပြန်ချဲ့ပြီးတော့နောက် slide လေးမှာပြပြတော့မယ်နော်အဲ့တော့ row 1ကဒီအပေါ်ဟာ prepare obtain ကတော့ဒီရှေ့မှာပါခဲ့တဲ့စာကြောင်းလေးပဲပေါ့နော်အဲ့တော့ဒါတွေကဘာလုပ်တာလဲဆိုလို့ရှိရင် function key function လေးနဲ့မှတ်ထားရမယ့်ဟာကတော့ proper procurement ဆိုတာကတော့ကိုကတကယ်ရောင်းဝယ်ရေးပေါ့နော်ကိုကလက်ရှိဝယ်လိုက်တဲ့အဲ sign ကြီး supplier တွေကနေဝယ်လို့ရှိရင်လည်းကိုကကောင်းကောင်းမို့ကိုရှိကိုရောက်ပြီးဆိုတာ ਨੇ ထိန်းသိမ်းထားရမယ် secure storage ပေါ့နော် secure storage ဆိုတာအမ်မိုးအဓိကတော့မိုးတွေပါရေအမ်မထိအောင်မရေးတွေမဆူအောင်ထိန်းသိမ်းထားရမယ်နောက်တစ်ခုကကျတော့အပူချိန်နော်အပူချိန်နဲ့ဒီခွဲခြားတတ်မှတ်ထားရမယ်ဆေးရည်ရှိရပေါ့နော်တချို့တချို့ဆေးရည်ကကျတော့ temperature ပေါ်မှာ225 degree celsius ပေါ့အေးရပေါ့နော်အေးခဲတဲ့ဟာတော့မဟုတ်ဘူးနော်အေးတဲ့နေရာမှာထားရမယ်မျိုးနောက်တစ်ခုကကျတော့ ဒီဈေးတွေကတော့ဒီ room temperature မှာထားရမယ်လို့တချို့ကြတော့လည်း25 degree celsius တက်မပိုရဘူးဆိုတော့အဲ့လိုမျိုးဈေးတွေရှိတယ်ဆိုလို့ရှိရင်လည်းခွဲပြီးတော့ထားရမယ်နော် segregation ဆိုတာခွဲချမ်းပြီးတော့မှထားထားရမှာဖြစ်ပါတယ် accurate dispensing ဆိုတာတော့ဒါလူနာတွေဈေးရတာမို့လဲ customize ဈေးရလာဝယ်တယ်ဆိုလို့ရှိရင်ကဈေးတွေကိုတခြားဖြန်းချီပေးရမယ် compounding ဆိုတာတော့လည်းအဲ့လိုမျိုးဈေးတွေကိုခွဲမယ်ခွဲပြီးပြီဆိုလို့ရှိရင်ပြန်ပြီးတော့ဒီဈေးတွေကိုတစ်မျိုးနဲ့တစ်မျိုးပေါင်းပြီးတော့မှ ီတစ်ချိန်မှာတော့ဘယ်ဟာကြီးတောင်းအောင်မင်းဆိုတဲ့ဟာကိုပြောရဲဟာပေါ့နော် and safe disposal of safe disposal ဆိုတာပြစ်တဲ့ဟာပေါ့နော် safe safe disposal of medicine ပြစ်တယ်ဆိုတာကျတော့အမိုက်ပုံနဲ့မှပြစ်လို့မရဘူးဒီဆေးတွေကိုသေချာလေးအဲတို့ရဲ့ဘူးအရာပေါ့နော်စီမင်းစီကံအရာဘယ်မှာပြရမလဲဘယ်နေရာမှာတော့လာပြရမလဲဆိုတဲ့ဟာကြီးရှိရပေါ့နော်အဲ့လိုမျိုးပြရမယ်အဲ့တော့ဒီ ဒီ row ကကျတော့ဘယ်ပုံမှာ focus ထားရတာလဲဆိုတော့ integrity ဆိုတော့ဒီ format ချတာလဲပုံစံတိုင်းမှာဝင်အောင်လုပ်ရတဲ့ဟာပေါ့နော်ပြီးလို့ရှိရင်နောက်တစ်ခုက quality အာရည်ရွယ်ရှိရမယ် proper management ကောင်းကောင်းမွန်မွန်ထိန်းသိမ်းဆောင်ရှောက်ထားရမယ် medicine supply chain ဆိုတာဒီ company ကနေထွက်လာတဲ့ဈေးတွေကကိုယ့်ရဲ့ဆိုင်ကိုရောက်တယ်ကိုယ့်ရဲ့ဆိုင်ကနေတစဉ်နောက်ထပ်တောင်းတဲ့ဈေးတောက်တဲ့ဒီ lunar ဈေးကိုရောက်တယ်ပေါ့နော်အဲအဲအဲအထိကိုကောင်းကောင်းမွန်မွန် process တစ်ခုလုံးကိုထိစားထိန်းသိမ်းထားရတဲ့ အပိုင်းကိုပြောတာဖြစ်ပါတယ်ဒီ rule number 1ပေါ့နော် rule number 2ကကျတော့ provide effective medication therapy management ဒီစာချောင်းလေးအရှိမလေးပါပဲနော်အဓိက key function နေနဲ့ဘာတွေရေးထားလဲဆိုလို့ရှိရင် reviewing prescription ဆိုတော့ဒါစီစာတွေကိုတခြားလေးဖတ်ပြရမယ်ပြီးရင် assessing patient needs နော်လူနာရဲ့လိုအပ်ချက်ဟာတွေကိုတခြားလေးခရူးဆိုင်ရမယ် counseling patient on how to use their medicine ဈေးကိုဘယ်လိုတောင်းအောင်လဲဆိုတော့ဒီချရှင်းပြပေးရမယ် identifying and resolving medical related problem ပေါ့နော်ဒီ drug interaction တွေကိုတရားကြည့်ပေးရမယ်အော်ဆရာဝန်ပေးလိုက်တဲ့စီစီတွေကဘယ် trash နဲ့ဘယ် trash ကတော့ interaction ရှိတယ်ဆိုတဲ့ဟာတွေကိုတခြားကြည့်ပေးရမယ်ပေါ့နော်။ and promoting medication adherence ဆိုတော့ဒီဆေးကောင်းကောင်းမတော့ရလားဆိုတဲ့ဟာလည်းပြန်ပြီးတော့စစ်ဆေးပေးရမယ်ပေါ့နော်။အဲ့တော့ဒီဒီဟာလေးကကျတော့ဘာအပေါ်မှာ အခြေခံပြီးတော့ကြည့်ရလဲဆိုတော့ patient center function ပေါ့နော်ဒူနာတွေကဆေးရောကောင်းကောင်းမတောင်းရလားကောင်းကောင်းမနားလေရလားဆေးတောက်ပုံတောင်းနေရောတည်ရလားဆိုတဲ့ဟာလေးကို focus ထားဖြစ်ပါတယ် road to ပါနော် road to ရကြတော့ maintain and improve professional performance ဆိုတော့ဒီကိုယ့်ရဲ့ skill တွေကိုတိုးတက်အောင်အမြဲတမ်းလေ့လာရမယ့်ဟာအပိုင်းကိုပြပြသွားမယ်ပေါ့နော် key function ကဘာလဲပြောတော့ရလဲဆိုလို့ရှိရင် engaging and continuous professional development ဆိုတာကိုယ့်ရဲ့ တကယ် profession ကိုအမြဲတမ်း develop ဖြစ်အောင် လေ့လာနေရမယ်အတတင်းတွေကြည့်ရမယ်ပေါ့နော်အဲအရာတွေကိုကြည့်ရမယ် maintain တဲ့ high level of current knowledge လောလောဆယ်လက်ရှိမှာ update ဖြစ်နေတဲ့ဘူဒူတာတွေဈေးနဲ့ပတ်သက်တဲ့ဘူဒူတာတွေကို live learn စီးပူးရမယ်ပေါ့နော်ပြီးလို့ရှိရင် demonstrating active conduct ပေါ့နော်ဒါကကျွန်တော် ethical conduct ဆိုတာကိုယ့်ရဲ့ကျင့်ဝတ်နဲ့ပတ်သက်ပြီးတော့မှလည်း ောင်းကောင်းမွန်ထိန်းသိမ်းရမယ် ensuring professional competence in all tests ပေါ့နော်ကဲကောင်းမွန်လောက်မယ်ဘယ်သူမှမသိလောက်ပါဘူးဆိုပြီးတော့မှနောက်လောက်တာမျိုးတွေမဟုတ်တာလောက်တာမျိုးတွေမလုပ်ရဘူးပေါ့နော် this role ကတော့ဘယ်ဘယ်ပေါ်မှာ focus ထားလဲဆိုတော့ professional competence ပေါ့နော် and at the win နဲ့ကိုယ့်ရဲ့ဒီလောက်ကရင်ပေါ်မှာကယူဆိုင်ပြီးတော့မှ focus ထားဖြစ်ပါတယ် road tour ကကျတော့ဒီစေးဆိုင်တွေမှာ patented pharmacist နဲ့ pharmacist aid တွေပေါ်မှာ focus ထားဖြစ်ပါတယ် roof over ကြတော့ contribute to improve effect in healthcare system ဒါတော့ health care ဒီ public health ကိုပို့ပြီးတော့မှဦးတည်ရပါတော့အဲ့တော့ဗာလဲဆိုလို့ရှိရင် promoting relational and relational and uh, economic prescribing and dispensing ပေါ့နော်အဲ့တော့ဈေးတွေကိုပေးရမျိုးတွေကိုကိုကမှတ်ထားတဲ့ data တွေကိုပြန်ပြီးတော့ share ပေးရသူများတွေကို share ပေးရမျိုးပေါ့နော်အဲ health promotion and immunization program တွေမှာလဲကိုကပါဝင်ပြီးတော့မှအဲလှုပ်ဆောင်ပေးရမျိုးတွေ နောက်တစ်ခုကကျတော့ collaborating effectiveness with other healthcare professional ပေါ့နော်။အဲတခြား healthcare professional တွေနဲ့ပေါင်းပြီးတော့မှလှုပ်ဆောင်တာမျိုးတွေပေါ့နော်။အဲဒီဟာကဘယ်ပေါ်မှာမူတည်ရလဲဆိုတော့ဘယ်ပေါ်မှာ focus ထားရလဲဆိုတော့တဲ့။တယောက်ချင်းစီမဟုတ်တော့ဘဲနဲ့ဒီ patient တယောက်ချင်းစီမဟုတ်တော့ဘဲနဲ့ community တစ်ခုလုံးပေါ့နော်။အဲလူစုလူဝေးတစ်ခုလုံးဒါမှမဟုတ်ရှင်လဲကိုယ့်ရဲ့ဒီမြို့မှာရှိတဲ့ public health ကျန်းမာရေးပေါ့နော်။အာလူလူကျန်းမာရေးတစ်ခုလုံးကို focus ထားပြီးတော့မှ ပြောထားတဲ့ rule ဖြစ်ပါတယ်ဒါနံပါတ်4ပေါ့နော်အတူလေးမှတ်လို့ရအောင်ပေါ့ဆန်စီစဉ်ပြီးထားရပါတော့။ CR K ဆိုရတာစကလုံးနဲ့အစီစဉ်ပြီးထားရင် CR ကြတော့ဒီ K ပေါ့။ K ကဘလို့ K ရမှာလဲဆိုတော့ patient တူချင်းစီပေါ့နော်။တူချင်းစီအဲအဲ row ကဘယ် row လဲဆိုတော့ row 2ကိုပြောတာပါ။ row 2မှာဆိုလို့ရှိရင် patient တူချင်းစီရဲ့စေတောက်ပုံတောင်းနေမှန်ရဲ့လား။ ဈေးတောင်းမဲ့ဟာတွေကိုနားလေရလားဆိုတဲ့ဟာတွေကိုကဲပေးရဖြစ်ပါတယ်။ A ကကျတော့ Minister of Supply အဲဒါ Rowan ကိုခေါ်တာပါ။ Rowan ကကျတော့ဘာလဲဆိုတော့ဈေးကုမ္ပဏီကနေနောက်မလဲဈေးဟိုဟာနေပေါ့ထုတ်လုပ်တဲ့နေရာနေပြီးတော့မှတကယ်လူနာတွေစီကိုရောက်တဲ့အထိဒီဈေးက quality ကောင်းကောင်းမွန်မွန်နဲ့ဖြတ်တန်းခဲ့ရလားဆိုတဲ့အပေါ်မှာမူတည်ပြီးတော့မှ focus ထားတဲ့ဟာဖြစ်ပါတယ်။ A ကနော်။ R ကကျတော့ resource resource က row 4ပြောပါတော့။ growth 4ကကြတော့ဒီ public health နဲ့ပတ်သက်ပြီးတော့မှဒီ health system တိုးတက်လာအောင်လို့ထောက်ပံ့ပေးတဲ့အားမျိုးကိုဆိုလိုတာဖြစ်ပါတယ်။ E ကကြတော့ active ပေါ့နော် active ကကြတော့ကျင့်ဝင်နဲ့ပတ်သက်ပြီးတော့မှကိုယ့်ရဲ့ pharmacist အနေနဲ့ pharmacist aid အနေနဲ့ပေါ့နော်အဲအဲ့ဒီလူတွေမှာရှိတဲ့ကျင့်ဝတ်တွေကိုကိုယ်ဆောင်ရှောက်အောင်ထိန်းသိမ်းရမယ်ဆိုတဲ့အားဖြစ်ပါတယ်။နောက်ဒီ good pharmacy practice ဆိုတဲ့အားကြတော့ pharmacist aid တယောက်တည်းကိုဦးတည်ပြီးပြောတာမဟုတ်ပါဘူး။စည်းဆိုင်မှာရှိတာကတော့ pharmacist ပေါ့နော်ဇေဝပညာရှင်နဲ့ pharmacist A ကတော့ဇေဝအကူပေါ့နော်ဇေဝအကူနဲ့အဲအဲ့ဒီလိုလူတွေအားလုံးကဒီ active ပေါ့နော်ဒီအလေးအချင်းတွေကောင်းကောင်းမွန်မွန် practice တွေကိုကောင်းကောင်းမွန်ရှိအောင်လို့ဆိုပြီးတော့မှဒီလိုမျိုးနီးလန်းတွေကိုဒီလိုမျိုးကျင့်ဝတ်တွေကိုထုတ်ပေးထားတာဖြစ်ပါတယ်အားလုံးလိုက်နိုင်ရမယ့်ဟာပေါ့နော်ဒါအလုတ်ထဲမှာထားရမယ့်ကျင့်ဝတ်လေးတွေကိုပြောပြတော့မှာဖြစ်ပါတယ်။ ကျွန်တော်က pharmacist အဲ့တရားနေတယ်ဆိုလို့ရှိရင် accountability လည်းဖြစ်ရမယ် accountability ဆိုတာယုံကြည်မှုယုံကြည်အားထားရလောက်တဲ့ဟာမျိုးပေါ့နော်ကျေဝင်ရှိရမယ်ပေါ့ integrity နဲ့ honesty ဆိုတာတော့ကိုကမမှန်ကန်လုပ်တယ်ပြီးတော့ရိုးရိုးလာတယ်လုပ်တယ်နော်အများအားဒီတိုင်းမင်းဆိုတဲ့ဟာမျိုးကိုကကျေဝင်ကိုထားရမယ်ပေါ့နော်အဲ့တော့ accuracy in all administer and inventory test ပေါ့ accuracy ဆိုတာကျတော့သိကြရသိကြရเนาะအဲသိကြရကိုယ်က admin နဲ့ပတ်သက်တဲ့အလုပ်တွေအားလုံးကိုသိသိကြလုပ်နိုင်ရမယ် inventory test ဆိုတာတော့ဒီ ဒီလက်ရှိစည်ရင်းတွေပေါ့လက်ရှိစည်ရင်းတွေဆိုတာစီးဆိုင်မှာရှိတဲ့လက်ရှိစည်ရင်းတွေကိုတခြားတိတိကျလောက်ရမယ်အဲစီးတွေကြီးရာတွေမမားရဘူးလေဘက်တက်တာတွေမမားရဘူးပြီးတော့ stocking ဆိုတာကတော့လက်ရှိလက်ကျန်စီးတွေရေးသွက်တာတွေလည်းမမားရဘူး receiving order order တွေကိုလက်ခံနေစင်ကြလည်းမမားရဘူးပေါ့နော် and uh, operating the cash register ပေါ့နော်ဒီစီးအကြွေကွာငွေရောလက်ခံရမယ်အပိုင်းမှာတာဝန်ယူထားရဆိုအဲ့အပိုင်းမှာမမားရဘူးပေါ့နော် truthfulness ဟာတော့မမှန်ကန်ကန်လောက်ရမယ် at in with confidence complete honest ပြီးပေါ့နော်ဒါတော့ချစ်ဟိုကွာရိုးရိုးတတားနဲ့နော်ကိုရိုးရိုးတတားနဲ့အလုပ်လုပ်ရမယ် all transaction ဆိုတာကတော့ငွေပေးတာတွေအန်တာတွေဒါမလို့ရှင်လဲငွေလက်ခံတာတွေထားတဲ့ဟာတွေအားလုံးကိုရိုးရိုးတတားနဲ့လုပ်ရမယ်ဖြစ်တယ်ပြီးရင် documentation ဆိုတာကတော့စာရင်းစာတမ်းတွေဒီချမှတ်ထားရမယ်စာအုပ်အနေနဲ့မှတ်တယ်ဆိုလို့ရှင်လဲမှတ်ရမှာဖြစ်ပါတယ်လူနာတွေနဲ့ ဆက်ဆံတာမျိုးပဲဖြစ်ဖြစ်ပြီးလို့ရှိရင် pharmacist ဆိုကိုယ့်ရဲ့အထက်ကလူကြီးတဲ့ဆက်ဆံတာပဲဖြစ်ဖြစ် college ဆိုတာလောက်ပါကိုင်မန်းတဲ့ဆက်ဆံတာပဲဖြစ်ဖြစ်ဆိုလို့ရှိရင်တော့အားလုံးကိုရီလိုတတာနဲ့ပြောဆိုဆက်ဆက်ဆံရမှာဖြစ်ပါတယ် following policy ဆိုတာတော့ဒါကျင့်ဝတ်အာချမှတ်ထားတဲ့ဒီစီမင်းစည်းကမ်းတွေ policy နဲ့ပတ်သက်တဲ့ဟာတွေကိုလိုက်နာရမှာဖြစ်ပါတယ်အဲဘာလို့လဲဆိုလို့ရှိရင် insurance registry to all pharmacy procedure ပါเนาะအဲ့တော့စီးဆိုင်နဲ့ဆိုင်နဲ့ဆိုင်နဲ့ကတော့ procedure တွေကတချို့လုံးလုံးထုံးလုံးနေကြတာမတူကြဘူးပေါ့နော်မတူကြဘူးအဲအဲ့အားတွေကိုအတိုင်းဟိုကွာတိတိကျကျလိုက်နိုင်ရအောင်နော်ပြီးလို့ရှိရင် law တွေဆိုတာဥပဒေတွေကိုလည်းတိကျလိုက်နိုင်ရမယ် handling medication and control subset correctly ပေါ့တချို့ဆိုင်တွေကကျတော့ဒီလိုမျိုး control subset တွေထားတယ်နော်ဟာ AC လိုမျိုးတွေပြီးလို့ရှိရင်နောက်တစ်ခုကကျတော့ဒါမြင်စီနဲ့ပတ်သက်ပြီးတော့မှလည်းဒီ control drug တွေပေါ့ control drug ဆိုတာတော့ဒါမြင်စီလို့တော့မခေါ်ဘူးပေါ့နော် ဆရာဝန်ရဲ့လက်မှတ်ပါမှာရောင်းပြရတဲ့စီးရီးလိုမျိုးအဲ့လိုမျိုးစီးရီးအားစားကိုကအကောင်းအောင်မွန်ခိုင်ပယ်ပြီးတော့မှပြည်ကြလုပ်ပေးရမှာဖြစ်ပါတယ်ဒုတိယအကျဝဲတစ်ခုအနေနဲ့ဆိုလို့ရှိရင် confidentiality ပေါ့နော် confidential ဆိုတာထိထိဆောင်းရှောက်ထားရမယ်ဖုံးကွယ်ထားရမယ်အပိုင်းတွေကိုသူများတွေကိုမပြောပြရဘူးမလုပ်ရဘူးဆိုတဲ့ဟာတွေပေါ့နော်ဒါအကျဉ်းချင်းပြောပြပါဘောနော်ဘာလဲဆိုလို့ရှိရင် maintaining patient privacy ဆိုတာ privacy လူနာရဲ့အချက်အလက်တွေပေါ့နော်လူနာရဲ့အချက်အလက်တွေသူများတွေမပြောပြရအောင် protected health information regarding the patient name လူနာရဲ့နာမည်တွေပေါ့နော် medical condition ဆိုတာဒီလူနာကတော့ဘာ medical condition အခြေအနေရှိတယ်ပြီးရင် prescription and an authorized person ဆိုတော့အဲအဲ့ဒီဟာတွေကိုဘာတွေတောက်နေဒီလူနာကတော့ဘာတွေတောက်နေရတယ်ဒီလူနာကတော့ဘာရောဂါတွေဖြစ်နေတာကြီးအောင်ဆိုပြီးတော့မှပြောတာမျိုးတွေတခြားကိုယ့်ရဲ့တကယ်ချင်းတွေ မိသားစုတွေပြောတာမျိုးတွေကိုမလုပ်ရအောင်ပေါ့နော်အဲ့တော့ဒီလုံနာအတွက်ကိုကိုကတိထားတဲ့အချက်လက်တွေကိုဘယ်သူမှမပြောရအောင်ဖုံးဝယ်ထားရမယ်လို့ဆိုရအောင်ပေါ့နော်နောက်တစ်ခုက description ဆိုတာကြတော့ဒီ handling and filing patient record ပေါ့နော်ဒီလုံနာရဲ့အချက်လက်တွေကိုပြန်မှတ်ထားဖို့ရှိတယ်ဆိုလို့ရှိရင်လေလုံနာရဲ့အချက်လက်တွေတိတိကျကျမှတ်ထားရမယ်အဲသူ prevent နဲ့ accidental loss body finding ကိုတခြားတင်ထားရမယ်ပြစ်စလဲကထားရတယ်ဆိုလို့ရှိရင်တော့ အာပျောက်သွားတတ်တယ်မားပါလာတတ်တယ်ပေါ့နော်နံပါတ်3အနေနဲ့ဆိုလို့ရှိရင်တော့ professionalism and respect ပေါ့နော်အာလေးစားရမယ်လေးလေးစားစားနဲ့ဆက်ဆံရမယ်ပေါ့နော် treating every customer customer line ကိုလေးလေးစားနဲ့ဆက်ဆံရမယ်ကိုယ့်ရဲ့လုပ်ဖို့ခိုင်ဖက်တယ်ပြင်ဟက်ကဲ professional တခြား level တွေပေါ့နော်တခြား level တွေရရှိတဲ့ hacker တွေကိုလည်းဒီချာလေး hacker professional တွေကိုလည်းဒီချာလေး response နဲ့ဆက်ရမယ် regular sort တွေက background and condition ပေါ့တချို့ကျတော့အရာလူမင်းလို့တချို့ကျတော့ရာလူမင်းလို့ကောင်းကောင်းမွန်ဆန်းဆန်းနဲ့ရာလူမင်းလို့ဟောဟောက်တယ်ငောက်တယ်အဲ့လိုမျိုးမလုပ်ရဘူးပေါ့နော်ဒုတိယတစ်ခုကကျတော့ demand နာပေါ့နော် demand နာဆိုတာ maintain တဲ့ positive positive ဆိုတာအကောင်းအကောင်းဘက်ကကြည့်ရအောင်နော်ခန်းဆိုတာတည်တည်ငြိမ်ငြိမ်နဲ့ professional attitude အဲ့တော့ဒီຢာလေးတွေကိုလိုက်ပြီးတော့ဗာ digital လေးလှုပ်ဆောင်ရမယ်ပေါ့နော် during busy and stressful time တချို့ကြတော့ဒီအမ်လှုပ်ရှုပ်နေတဲ့ချိန်တွေနောက်လို့ရှိရင်လည်းစိတ်ဖြစ်နေတဲ့ချိန်ကြလို့ရှိရင်တော့ကောင်းမှမပြောဘူးလာပြောလာမေးရဆိုလို့ရှိရင်လည်းအော်ဟစ်ပြီးတော့ပြောဆိုတယ်ပြီးတော့စိတ်ဆိုးမှန်ဆိုနေအဖြေရမျိုးပါလေရတော့ဒါကောင်းမွန်တဲ့အလေးချင်းမဟုတ်ဘူးပေါ့နော် နောက်တစ်ခုကကျတော့ appearance ပေါ့နော်အာဒီစေးဆိုင်မှာဝင်ရမယ့် dress ရှိရဆိုလို့ရှိရင်လည်းဒီ dress code ကိုတခြားဝယ်ရမယ် dress code ကိုတခြားဝယ်ရမယ်ပြီးနောက်တစ်ခုကကျတော့ hygiene standard ပေါ့နော်ဒီတန့်ရှင်းနဲ့တန့်ရှင်းနဲ့လောက်ရမယ့်ဟာမျိုးပေါ့ဥမာ hand washing လောက်ရမယ့်ဆိုလို့ရှိရင်လည်းလောက်ဖို့လောက်ရမယ်ပေါ့နော်မလုပ်တော့ပါဘူးရပါတယ်ဆိုတာမျိုးမလုပ်ရအောင်နော် ဒီဟာလေးပြောရမယ်ဆိုလို့ရှင်တော့ trust ပေါ့နော် honesty and respect အဲ့ trust ကတော့ယုံကြည်ရမယ် honesty ကတော့ယူသားရမယ် respect ကတော့လေးစားရမယ်တချို့နော်အားလုံးကိုလေးစားရမယ်ပေါ့နော်အဲ့အဲ့သုံးခုကကိုယ့်ရဲ့ဒီ what i did ကိုတွေပဲဒါအချင်းချင်းပြောလိုက်တာပေါ့နော် okay အဲ့တော့ဒီနေ့ lesson ကတော့ဒီလောက်နဲ့ရပ်လိုက်မယ်နောက်ထပ် lesson တစ်ခုမှာဆိုလို့ရှင်တော့ဒီ dispensing and labeling skill ကိုကြောပြသွားမှာဖြစ်ပါတယ် နောက်ထပ် lesson တစ်ခုမှပြန်တွေ့ကြပါဘောเนาะ